အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Pep Guardiola ရဲ့ Manchester City အတွက်လုံးဝကိုစိတ်ပြတ်စရာပွဲပဲဒီပွဲက Guardiola နဲ့ဆိုင်နေပြ။ဘာကြောင့်လဲဆို Aston Villa ဟာ Manchester City ကိုဒီဘက်နောက်ပိုင်းနဲ့မှာအမြဲဒုက္ခပေးတယ်အထူးသဖြင့်သူတို့ရဲ့ Villa ဘက်မှာအမြဲဒုက္ခပေးတယ် Guardiola ရဲ့တချို့အပြောင်းလဲတွေဟာဘယ်လိုပြောမလဲဒီနေ့တော်တော်လေး swagger ဖြစ်တယ်။နံပါတ်10ရူမာထားတဲ့ Foden လုံးဝလှုပ်လို့မရဘူး။ ်တခါညာတောင်ပံကိုပို့ထားတဲ့အော်စကာပေါ်ရှိကလည်းအလုံးမဖြစ်ဘူးဘေဘချန်းကဆဗင်ညိုလည်းအလုံးမဖြစ်ဘူးဒိုကူကို ဆော်စီထဲတကယ်တင်တာအဲတစ်ချိန်တည်းမှာပဲဒါကွင်းလယ်မှာသူကရိုင်းဒက်စ်ကိုဒါနံပါတ်6ရူနံပါတ်ဘယ်လိုပြောမလဲဒီ DM position ကိုထားပြီးတော့4141အခုနောက်ပိုင်း City က4141ဒီဇိုင်းနဲ့အခု City ကိုကျလို့ချီအဲဒီဟာလန်ရဲ့ movement တွေအဲဒီဟာလန်ရဲ့လှုပ်ရှားမှုတွေနဲ့အဲဒီဟာလန်ပို့ကူပဲအရမီကိုလုံးနေဆိုတော့အဲ့ဒါကအဓိကပြဿနာပဲဟာလန်ကိုယ်တိုင်ဒီနေ့ chance ရတယ်ဗျာဒါပေမဲ့ Emmy Martinez ကအဲ့ Haaland ရဲ့ chance ကိုအပိုင်ကာကွယ်သွားတယ်ဒီလုံးက Erling Haaland twin နဲ့ twin တာရှိတဲ့ corner far corner ကိုသူလှိမ့်ဖို့ပဲကွင်းတာ Martinez ကကောင်းကောင်းနဲ့တယ်ဒါအကြီးကြပြည့် Erling Erling Haaland ရဲ့ဒီ twin goal နဲ့ကန်သွင်းမှုတွေကို Martinez ကောင်းကောင်းလေ့လာထားတယ်။ Unai အသင်းကိုကြည့်ရင်ရာသီစားက9000မသွင်းနိုင်ဘူးလို့ဝေဖန်ခံရတဲ့အသင်းကအခု ဒါပြီးခဲ့တဲ့ပွဲမှာယူရိုပါလိမှာသူတို့ရှုံးခဲ့ပေမဲ့သူတို့သိမ်းဟာဂိမ်းကတော်တော်ကိုတိုးတက်လာတာအခုတွင်းသွားတဲ့ဂိုးဆိုရင်တကယ် quality set piece ကိုတောင်းကပ်ဖို့ကိုသူတို့ training မှာအချိန်ချင်းလေ့ကျင့်ထားတဲ့ဂိုးပဲ Manchester City ကိုသူတို့နီးမျိုးစုံနဲ့ချင်းကပ်တယ်ဘာလို့ဆိုတော့ Gianluigi Donnarumma ဟာတကယ်ကိုအပေါ်ပေါ်အားကောင်းတဲ့ဂိုးသမားဖြစ်တဲ့အတွက်ကြောင့် set piece routine တွေကို Aston Villa ဟာတစ်ပိုင်းတစ်ချိန်နဲ့တစ်ချိန်မတူညီတဲ့ပုံစံတွေတွားတယ်တကယ်တမ်းဂိုးရသွားတဲ့အလုံးမှာတကယ်ရည်သွေးမြင့်တဲ့ဂိုးပဲဘာမှမတတ်နိုင်ဘူး 16မိနစ်မှာရတယ်ဒေါင်းကန်ဘောကို Matikas က Buendia ကိုပေးလိုက်တယ် Matikas တောင်ဖြစ်တဲ့ဒီ Lucas Digne ကြီးက Buendia ကိုပေးတယ်အဲ့ Buendia ကချက်ချင်းပဲ area ထိပ်မှာရှိတဲ့ Hobert Chan ကနေအထဲကိုပြေးဝင်လာတဲ့ catch ကိုချပေးတယ် catch ကဘောလုံးထိမ့်နေတစ်ချက်ထိမ့်နေထိမ့်မိတာနဲ့ဘယ်ချင်နဲ့ဖျက်ကန်တာအဲ့လုံးကဘယ်လောက်ထိကောင်းလဲဆိုကန်ချက်ကလည်းအရင်ကောင်းလို့နဲ့ဒေါင်းလည်းကြလို့နဲ့ဂျန်ဒူနာဝူမှဒီလိုလှုပ်တော့မလှုပ်လိုက်ရဘူး အဲ့လုံကတကယ် quality လို့ပဲကျွန်တော်အဲ့လိုမျိုးပုံစံမျိုးဒီဘယ်လိုပြောမလဲလေ့ကျင့်ထားတဲ့ဟာတွေတိတ်သဘောကျတယ်ကျွန်တော်ပြောချင်တာက cross cross coming ဆိုပြီးတော့ခေါင်းတိုက်တာထက်စားရင်အဲ့လိုစနစ်ကျလေးနဲ့သူတို့သွားတာအဲ့ဒါကလေအဲ့လိုမျိုးတွေကအမြဲတမ်းတော့မဖြစ်ဘူးတကွတကွထားထားဖြစ်တယ်အဲ့လုံက Manchester City ကိုလုံးဝကိုဒါဘယ်လိုပြောမလဲ push back လုပ်လိုက်တာ ဆိုတော့ဒီနေ့ ਉਹ နာနာနဲ့ဘူဘာရာကမာရာကိုတွဲပြီးတော့ချိုမခင်းရဲ့ရောဂျာရဲ့ဘွန်ဒီရောရဲ့အထူးသဖြင့်ဘွန်ဒီရာကထော်တန်နဲ့ပွဲတော်ကခြေစွမ်းပြတော့ဒီသားမကိုပြန်သုံးတယ်တိုက်စစ်ကအော်လီဝုတ်ခင်ထားတယ်ဒါဒီဒီနေ့ပွဲမှာဆိုမန်စီးတီးကိုလိုက်တဲ့၉ရနိုင်ပဲချက်ဥမာပါထော်ရက်ဆိုအပိုင်ရှေ့သွားတာ၉စီဘောကနေ clearance လုပ်ထွားတာတို့အမီမာတီတက်စ်အပိုင်ရှေ့သွားတာတို့မန်စီးတီးလည်းတူအောင်သူတို့ချန့်ရှိတယ်ဒါပေမဲ့မန်စီးတီးကတိတ်အလုံးမဖြစ်လို့ဒုတိယပိုင်းနဲ့ကြာရောအော်စကာဘော့ကိုထုတ်ဂျယ်ရမီဒိုကူကိုထည့်တယ် နောက်ဘန်နာဒူဆီလ်ဘာကိုထုတ်ပြီးနီကိုဂွန်ဇာလက်ကိုထည့်ပြီးတော့ရိုင်ဒါကိုအရှိကိုပြန်ပိုးတယ်။နောက်နီကိုရိုင်လီကဂျွန်စတုန်းနေရာမှာဝင်တဲ့အခါမှာဂျွန်စတုန်းကထွက်တော့ဂျက်စကိုဂွာဒီယိုအထဲဝင် DS ကဟိုဘက်ကိုထတ်ရွှေ့ပြီးတော့မှရိုင်ချာကီကဒါပြောပြောမလဲရိုင်တက်စ်နေရာမှာနေတယ်။ဆိုတော့ပြောချင်တဲ့အချက်ကဘာဖြစ်လဲဆိုတော့အိုမာမမှုရှုပ်ပါလေသူစော်ရီးတဲ့တုံးတင်တာ။ဂွာဒီယိုလာအနေနဲ့ဒီနေ့ line ness changes ကတော်တော်လေး weak ဖြစ်တယ်၊ကွင်းလည်းမဆူမူထားနိုင်ဘူး။အဲ့ဒီအချက်မှာမှ သူအားကိုးမယ်ဆိုတဲ့ feel for တန်ရှိကဘာမှမရဘူးဘယ်နဲ့လို့ဆေးပါ့လဲအများပြင်းကဘလုံးနေဆင်းယူတဲ့အပိုင်းတော့ကလွဲရင်ကျန်တဲ့ပိုင်းမှာသူတိတ်ပြီးအားမကိုးရတော့ဆိုတော့ city ကတကယ် main ထိုင်နေရကြလာတဲ့အခါမှာလူငယ်ကစားမအစ်စ်တွေနဲ့အစ်စ်အစ်စ်တွေဟာတိုင်ပတ်ကိုဒီပွဲကဒီပွဲအသိတာအက်ဆိုဗီလာက city ကိုမကြောက်ဘူးမကြောက်တာဗျာသူအိမ်ခွေးမှာ city ကိုအမြဲတမ်းဒုက္ခပေးတယ်200ဒီဆက်တိုက်နိုင်ထားတာသူတို့ philip ပတ်မှာဆိုတော့သူတို့ကလုံးဝမကြောက်ဘူးသူတို့လုပ်ကိုသူတို့ကောင်းကောင်းလုပ်တယ်သူတို့လုပ်တင်လုပ်ထိုက်တာကိုသူတို့လုပ်တယ် ဂိမ်းကလုံးဝပဲအက်စတွန်ဗီလာကနောက်ပိုင်းမှာမှာဒီဘယ်လိုပြောမလဲအဲ့ဘွန်ဒီယာဘွန်ဒီယာလို့လူကစားမပြောလဲဘာဖြစ်လဲဒီကြောင်းလေးကောင်းနေဗျာဒါပေမဲ့ပြည်သနာ injury အရန်ဖြစ်တာ injury အရန်ဖြစ်တာ injury ဖြစ်တာသူတကိုးပေါ်လေ medical twin နဲ့လုံးကို तू expand ပြလိုက်တယ်ဒါပေမဲ့ချက်ချင်းပဲ तू injury ဖြစ်သွားတဲ့အချိန်မှာသူ့နေရာမှာဂျေဒန်ဆန်ချိုဝင်လာတယ်ဆန်ချိုတချို့ half chance တွေလုံးလေးမစိုးလို့ပြောလို့ရတယ်နောက်ပိုင်းမှာမှာ Ross Barkley တို့ဒါ Evan Gunsan တို့နောက်တစ်ဖက်က Dwayne Mylan တို့ Iran Marshall တို့ Villa ရဲ့ second squad ကလည်း squad တက်ကတော်တော်တောင့်နေပြနောက်ဝင်နေကစားမကြီးသိပ်မကွာဘူးအဓိကကတော့ Manchester City က Haaland ရဲ့ twin ကိုပေါ့လေပွဲပြီးခဲ့ဒီမှာ Haaland twin သွားတဲ့ goal ဆိုရင်ကျွန်တော်ထင်တော့မတည့်ရနူးနေစားမီလူချုံတယ်သူစပီးခဲ့တဲ့ထွက်သွားတာနည်းနည်းလူချုံတယ်အဲ့ဒီချိန်မှာ Haaland ပိတ်ပင်ပဲ injury time မှာ oh ဒီ offside ဖြစ်သွားတယ် Manchester City အတွက်ဒီနေ့ Guardiola အပြောင်းလဲတွေလုပ်တာကဒီနေ့ City ဝိဖြစ်သွားတယ်အတီးကအချက်ဖြစ်တယ်ဟန်ချက်မညီဘူး grinder က DM position မှာကစားတဲ့ခါမှာ attack ကြီးအားနေတယ် silver နဲ့တစ်ဖက်က ဘန်နာဒိုလည်းဒီဖိုတာလည်းအလုံးမလုံးနိုင်ဘူးတောင်မန်နေ white position တွေကိုလုံးဝထိန်းချုပ်ခံရတဲ့ခါမှာ city မှာအပြေလုံးဝမရှိဘူးဆိုတော့ Aston Villa နဲ့ Unai ကဇက်တိုက်ရလက်တီဆိုးနေတာကိုအဆုံးသတ်ပြီးတော့အခုဖြည်းဖြည်းချင်းနဲ့ဒါအခုအိမ်ကွေးမှာပဲ Manchester City ကို300တိဇက်တိုက်နိုင်ပွဲရယူခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်